တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကာလမှာမြတ်စွာဘုရားဟာတော်ရင်သားလက်ပြည့်တက်ပြီးတပိဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့ဒုပြည့်ကို ပြန်လေးကြွလာတယ်အမတ်တရားနေဒီနေ့ဟုတ်ပဲ ဗိဓမာခရောနေလို့ဆိုတယ်ဗိဓမာခရောနေဆိုတာဗိဓမာတရားဟောတာကဝါဇုလမ်းကြောင့်တရားနည်းစီစာပြီးတော့ဟောတာတရင်ညလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့ဆုံးသက်တဲ့နေလို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခရောနေလို့ဆိုပြီးမြတ်ပြည်မှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်။သုံးလကြအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတာဝန်ရင်းသားနတ်ပြည်မှာဟောကြားပြီးဒီကနေ့ပဝရဏပြုပြီးတဲ့အခါမှာတာဝန်ရင်းသားနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီး ခန္ဓာတိုက်ပြိစွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေတူးနေမြတ်ဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညွတ်လာပြီနေဆိုရင်တရင်ညွတ်လာပြီတရင်ကျွပြီဆိုပြီးတော့လျှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တယ်လို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူပြည်ကိုပြန်လီကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်ရဲဆိုတဲ့ပူဇော်ဝဲခန္ဓာတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညွလတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခန်းနာကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစင်မီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချာမြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရဉ္ဇလပြည့်နေ့မှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တယ်မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံးတန်းစင်လာရမိထွန်းကြတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကို ပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလိဆိုတဲ့မိထွန်းမွဲကျင်းပသလိုပဲ ကိုယ့်ရဲ့အစဉ်လာရလောက်ကြတာမြမကြီးကဘုရားဘာသာဝင်နေကတော့မိထွန်းလာတော့အဲ့ဒီကတိကနေခတ်ကို ပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖ ೇನೆ မြတ်စွာဘုရားကိုကျိုးဆိုနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရဉ္ဇလပြည်နေ့မှာမိထွန်းတယ်လို့ဒီလိုအသေးပဲပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုဟာအသေးပဲရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဖ ೇನೆ နက်ခတ်ပွဲအနေနဲ့မိထွန်းတယ်မိအလှဆင်ပြီးတော့မိထွန်းတယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဝတ္တရီကတော့ပြောင်းလိုက်တာဒါဒီဖရာကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖရာကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာတကောဘုရားဝတ္တဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ပဲနဲ့ဖရာကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာ ချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်စိတ်ထဲမှာအာရုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီတော့အဲ့ဒီဝန္တာပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တာပိတိကုသိုလ်ကိုတမန်လို့မအောင်မိတယ်နဲ့ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးနော်အဲ့တော့တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးမတမ်းမှกว่าတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစင်လာမှုလုပ်တာမဟုတ်ပဲနဲ့အထိပယ်ရှိရှိတို့ဗာမျိုးတို့သရင်ညိုလာပြီးမှမိထုံးတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခင်ယူကျူပူဇော်တော်အဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဘုရားပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူတာတဏ္ဍသံဃာပူဇာပေါ့နော် ရဏတော်ဘာကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းမှကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာ တရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ် အဲ့ဒီနသား၂ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တအူးနဲ့တူဦးဟာလှူတဲ့အတိုင်းဒါပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရူးဆိုင်ပြီးတော့မှတ်သားထားဖို့ပါတယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်ပြီးတော့မှတရားဟောတော့မယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီး မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားလာနာဖို့ဖျားနာရောက်နေတယ်အဲ့သူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနိဗ္ဗာန်မှာထိုင်နေကြတယ်တဖြည်းဖြည်းတရားဝဲစတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်ကုရဏတကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလိုက်ရတယ်သူတို့ကြတော့အရှင်ဝါချင်းမတူလို့ရှင်သူကရှေ့ရမထိုင်ရဘူးเนาะသူကသူ အလိုအလျောက်ကိုအရှင်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာနောက်လာလိုက်ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နေစုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်တယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီ၁၂ယူစနာဝေးသွားတယ် အဲ့ဒီအဝေးလောက်ကြမှာသူထိုင်လို့ရတယ်။သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟောင်းနောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရဏန္တာကိုလမ်းမေးတယ်။နေပါဦးငါနမ်းမှမထိုင်ပဲနဲ့နောက်ဆုံးဆုံးပြီးတော့သွားတာ။ဒီအိန္ဒကဏန္တာကတော့ငါနားလေးတွင်ထိုင်နိုင်တယ်။သူကဘုံလူကိုချီတယ်။ဘာလို့နောက်ဆုံးပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလုံးချတာချင်းတူပါတယ်တဲ့အိနကနသဟာသူကရှင်အနုရုဒ္ဓမထေရယဟန္တာမထေရကိုဆွမ်းကန်လာတာဆွမ်းတဆွမ်းမဲ့သူ လောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာသူကတော့တပည့်တော်ကတော့တဲ့ဆယ့်နှစ်နေကြာသမီးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့ တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူ့ကျင်တဲ့နှလုံးထဲမှာဖြစ်တဲ့တရဟစေရနာရီဆွမ်းအားလဲကြီးမာတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တမုတ်ချီတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေ အလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုရယ်တမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်နေမှုမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လဲ သူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူးဓာတ်တော်ဖြစ်တယ်ဒါပေမဲ့အရှိန်အဝါချင်းမတူဘူးလို့ဆိုလို့လူလူပြောရင်တော့ຢာထူးငယ်တယ်ပေါ့နော်ကိုယ်ရရူကြည့်တဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေက အဲ့ဒါလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြရမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍာမျိုးတွေမလုံးရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအီချင်းသီလသမားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ ီလိုခေါ်တာဖြစ်တယ်။အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေ။ဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေခန္ဓာမယားမှာတာဝန်ဤသာနတ်ပြည်ကကြွားလာတဲ့ဖះကိုမတော်ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်။ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်။ခုနကရှင်းပါးသီလဆောက်တည်လိုက်တယ် ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်။ဒီကနေ့ငါရှင်းပါသီလစောင့်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်လေးတတိုင်းထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့။ပန်းလေးတစ်ပွင့်လှူရင်လည်းဒီပန်းဟာတော်ရင်သာနတ်ပြည်အပြီးမှတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝတာဝကေပပ္ပစ္စသမတိတ်ကံတိတိဏ္ဏသောကပရိတဝေစိဟာတံမိုးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတံမိုးကြီးတယ်လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေတုတ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေတုတ်ကြီးချာကြီးကြီးနော်အဲ့လိုကြွယ်ပြားခြားနာသွားတယ်လို့ဆိုတာလေးကို တော်ရင်သာနတ်ပြည်မှာဗိဓမတရားဟောရင်မြတ်စွာဘုရားဒါကိုဟောခဲ့တယ်။အဲဒါကြောင့်မို့ကုသိုလ်ပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ ဆိုဒီမှာမြတ်စွာဘုရားတော်ရင်သာနတ်ပြည်ကပြန်ကြွတယ်အဗိဓမခါရုံနေဖြစ်တယ်ဆိုတာတခုမြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမှာဖြစ်ခင်ကသရင်းညို့မိထုံးမွဲတွေလှုပ်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะ အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကွနေထိုင်ကြပြီးတော့ဝါလသရင်ဝါလကျစ်ပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနေဒီနေနေကြတယ်ရှင်းတော့ကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခေးထွက်ကြတယ်ခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ဒီရင်ကျေးမှုကဘာတော့ဆိုလို့ရှိရင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာဖိတ်မှန်တာလို့ပြောရတာပေါ့ request လောက်ထားဆိုလို့တယ်ပေါ့နော်သူ့ပေါ်မှာပြောစရာရှိ ပြောပါမညာမတာ ပြောပါလို့ဆိုလို့တယ်နော်ဒါရင်ကျေးမှုတစ်ခုပဲလူတွေရဲ့ရင်ကျေးမှုတုံးတဲ့တူဆိုပါစို့ ဒီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတယ်သူပြီးမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်တယ်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုမျိုးတွေဟာရှင်ချင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ချင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ် ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန်တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန်တကပြုတဲ့နေ့ဘယ်လိုဖိမန်တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုမှာတန်ကံပန္တိပဝရမိဒိဋ္ဌိနဝသုတေနဝပရိသင်္ခာယဝရှန်တပားကတပားချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်ရဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာသတင်းကြရေးပဲဖြစ်စီရှင်ဘုရားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စီတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမန်တော်ရှင်ဘုရားတို့ပြောကြပါဒီလိုဆိုလို့နော်အနုကမ္မဥပါဒါယပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းနာတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရအောင်เนาะလူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမံအာသမံတော့အနုကံပါဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပฏิကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပည့်တော်ပြင်းမမယ်။နောက်မဖြစ်ရအောင်စောင့်စည်းပါမယ်ဆိုတာ။ဒါတော့ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့เนาะ။ဘဝရဏဘွယ်ဘဝရဏဘွယ်နဲ့ဘုရားဘာသာဝင်တွေဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်။အဲ့ဒီဘဝရဏပြုတာဘာလို့ထားတော့ဆိုရင်တပားနဲ့တပားเนาะအပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲเนาะ။ ဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရေညိုလာဆိုလို့ရှိရင်ဩကတကရောဂျိုနဲ့ကရောအဲ့ဒီကရောတာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရန်တို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့နဲ့ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းကျုံငါဆိုလူကြီးသူမတွေမိဘတွေကိုကြော့တယ် လောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲကဘာမှာမရှိတဲ့ယဉ်ကျေးမှုပဲအဲ့တော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်ဒါလောကလူတွေဟာ ပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်အဲ့ဒီအပြစ်ကိုလူကမသိဘူးကိုကတော့ပြောလိုက်တာပဲပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှင်အဲ့ဒီအပြစ်ကဘာဖြစ်တုံးဆိုလို့ရှင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ် မအောင်နိုင်ဘူးသူဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကို စော်ကားပြီး ပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေဟာသင်္ကလောမတိုးတက်ဘူးအဟံတာတွေဖြစ်လာတယ်။တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုး သူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင် အဲ့ဒီတိုင်သွားဖြစ်တတ်တယ်။ကြောက်ရမယ်ပေါ့ဒါမှမဟုတ်ဒီတန်တရာခရီးသွားအမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်။တန်တရာခရီးသွားနေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှိရင် နောက်တစ်လျှောက်လုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့။တခါတော့ကအမျိုးသမီးတယောက်ဟာဖះရှိခိုးဖះဘူးသွားတယ်။စေတီပထိုးပေါ်မှာဒီ အညစ်အကြေးတွေတွေ့တဲ့အခါမှာသူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်အောင် လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရညာမရနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရကလုပ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီ ကိုကလှုပ်လိုက်တဲ့အပြစ်တစ်ခုကကိုပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ်နေစဉ်ဘဝမှာနေလို့ရှိရင်လည်းကိုကကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ကိုလှုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတယ်ကြားဘူးကြားလိုက်မယ်ဒီဩစဩစတြေးလျာအပေါ်ရီဂျီနီဆိုလူရိုင်းနေရှိတယ်ကျွန်းနေလူ မူလာမူလာကျွန်းနေလူသားတွေเนาะမူလာကျွန်းနေလူသားတွေဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံမှာသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြီးအဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်လာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုယ်စီပြန်ပေါ်လာတတ်တယ်။အဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလှုပ်တာမဟုတ်ဘူးเนาะကိုလှုပ်တာကိုကဥမာပဲလူတစ်ယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်၊ကြွေရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုအဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်။ကိုယ်စီပြန်ရောက်တယ်။မလွဲမသွေပြန်ရောက်လာတတ်တယ် ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရပါနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်တာအဲ့ဓာတွေရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီး ရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေးတွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြင့်ချူမပြောမိအောင်မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့က ဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ပွဲစားထွက်လာတယ်ပျော်ပွဲစားထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်ကနေတွေ့တယ်ယဟန္တာတော်ကနေတွေ့တော့သူတို့ကလှူတယ်လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူက ဟင်ဒီကိုရောကပြုံးနေတယ်ဇသပင်ကလည်းတူတယ်လို့ပြောတယ်နော်သူတို့ဇသပင်ကတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးနေလားမပြုံးနေလားလည်းမသိဘူးပြုံးနေရတာပဲသူတို့ကနော်ဇပွဲကတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစေအဲ့ဒီကိုရောကပြုံးနေဇသပင်ကလည်းတူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာ ပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ ထောက်ခံချက်ပေးတယ်။နောက်ကြတော့ယောက်ျားလှုပ်တဲ့လူကဒီတထေသဖြစ်တယ်။အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆို။တပင်းတဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွက်ကနေရတယ်။ခုခေတ်ကတော့ဟိုအမှုပြညလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်။ရှေးခေတ်ကတော့သဘောမကျကြဘူး။အဲ့ပွက်ကနေရတယ်။ပွက်ကနေတော့ခုနက ဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုဆွန့်လွတ်ပြီးသူကပါလိုက်ပွဲကားရတဲ့ဆင်ရောင်။အဲဒီဇလန်းအကြောင်းကိုပြောတဲ့အခါမှာသူတို့ယဟန္တာကို ပြစ်မှားပြီးပြောခဲ့လို့တဲ့။ဒါလည်းဖြစ်တယ်လို့ဆိုတယ်။နော်။အဲ့တော့ကံကြမ္မာရဲ့သဘာဝတရားကသူကအမားတစ်ခုမလုံလိုက်နဲ့လုံလိုက်လို့ရှင်။ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်။အဲ့ဒါတတိထားရတယ်နော်။ ုစီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ဆိုးတယ်အဲ့ဒါဒီတပ္ပဗုဒ္ဓထင်တယ်သူကပြစ္ဆေကဗုဒ္ဓကဝတ်ထားတဲ့အဝေါ်ကလည်းပဲဟိုကောင်းတဲ့အဝေါ်မှမဟုတ်ဖ ೇನೆ တက်ခေါက်ဆိုးတဲ့အဝေါ်ကိုဝတ်တယ်အနေထိုင်ညင့်ညင့်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအနုက ဖေကအนูကြီးလည်းမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တွားပြီးတော့ပြောလိုက်တာအဲ့ဒါကြောင့်မို့လို့ကိုလှုပ်တဲ့လှုပ်တွေကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင် ကိုယ့်ကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဟာဒီကိုကိုပြည့်ရှင် ပြောပါ ဲကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တရားခြေအေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီရင်ခြေမှုအရာဘုရားဗဒဝင်တို့အတွက်ဒီသရေညွတ်လာပြီနေဆိုတာနေရုနေမြဖြစ်တယ်နေရုနေမြအခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့လိုနေထိုင်ပြီးတော့ ကုသကောင်မှုလှုပ်ရှားမှာဖြစ်တယ်